2016ခုနှစ်အောက်တိုဘာလ5ရက်မြန်မာတက္ကသိုလ်1388ခုသတင်းကြိုလာဇန်4ရက်ပုဒ်ဒူးနေ့လွတ်လပ်တဲ့အာရှအသံ RFA ရဲ့မြန်မာပိုင်းစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ကျမဟိမဆိုပါ။ကျမမသိန်းတီရီပါရှင်။ဒီကနေ့သတင်းတွေထဲမှာဆိုရင်တော့ KIA နဲ့ SOAT တပ်တွေကြားမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက် ကချင်ပြည်နယ်မှာလုံခြုံရေးတုံ့ပြန်ထားတဲ့တဲ့င်းမြန်မာနိုင်ငံရှင်နီမြုံနယ်မှုဆိုင်ရာဥပဒေကြမ်းကိုအမျိုးသားလွှတ်တော်ကအတည်ပြုလိုက်တဲ့တဲ့င်းနဲ့အတူပြည်သူ့လွှတ်တော်အစအဦးအတွင်းမှာဓာတ်ထုတ်မှုဖြစ်ပွားတဲ့တဲ့င်းတွေအပါအဝင်စိတ်ဝင်စားစရာတဲ့င်းတွေကိုထုတ်လွှင့်ပေးမှာပါရှင်။ဟုတ်ပါတယ်မသိရင်တဲ့င်းတွေအပြီးထုတ်လွှင့်မဲ့တဲ့င်းပေးပို့ချက်တစ်ခုထဲမှာတော့ဟုတ်လားဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ IS ကပြင်မှတ်ထားတယ်။အဲ့ဒါဒီလိုဖုန်းလိုင်းတွေနားမထောင်အင်တာဆက်တွေမလုပ်ဘဲဘယ်လိုလုပ်ရမှာလဲ။ဘယ်ရတဲ့င်းရမှာ နိုင်ငံသားများရဲ့ပုံကိုယ်ရေးလွတ်လပ်မှုနဲ့လုံခြုံမှုအကာအကွယ်ပေးရေးဥပဒေကိုလွှတ်တော်မှဆွေးနွေးတဲ့အကြောင်းသတင်းပေးပို့ချက်မှာအပြည့်စုံကြားကြရမှာပါ။ဒါ့အပြင်ရန်ကုန်မြို့မှာမွေးစားမိပါတွေရဲ့နှိမ့်ဆက်ညှဉ်းပန်းတာခံခဲ့ရတဲ့မိန်းကလေးတယောက်အကြောင်းမြောက်ဦးရီနယ်ဆက်ကလောင်ကစားယုံတွေပိတ်ပေးဖို့အဆိုတင်မဲ့ဒီနယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ဆက်သွယ်မေးမြန်းချက်စာရာတွေကိုလည်းထုတ်လွှင့်တော်မှာဖြစ်ပါတယ်။အခုပထမဦးဆုံးဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ 1950ပြည်နှစ်ကပြဋ္ဌာန်းခဲ့တဲ့ရေးပေါ်စီမံမှုဥပဒေကိုရုပ်သိမ်းတဲ့ဥပဒေကိုသမရဦးထင်ကျော်ကလက်မှတ်ထိုးပြီးတော့အတည်ပြုလိုက်တဲ့အကြောင်းမနေ့ကနေဆွဲနဲ့နိုင်ငံတော်သမရရုံးကကြေညာချက်ထုတ်ပြန်ပါတယ်။စက်တင်ဘာလ4ရက်မနေ့ကကျင်းပတဲ့ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာအရေးပေါ်စီမံမှုအဥပဒေကိုရုပ်သိမ်းတဲ့ဥပဒေကြောင့်အတည်ပြုခဲ့ပြီးတဲ့နောက်သမရကအခုလိုအတည်ပြုပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။ဒီဥပဒေဟာနိုင်ငံတော်လုံခြုံရေးအတွက်အရေးကြီးတဲ့ဥပဒေဖြစ်တဲ့အတွက်ဖြတ်သိမ်းရေးအဆိုကိုတက်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကကန့်ကွက်ခဲ့ကြပါဗျာ။ ဒီဥပဒေကိုမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနှစ်နှစ်အကြာ1950ပြည့်နှစ်မှာပြတ်ထန်းခဲ့တာဖြစ်ပြီးတော့1962ခုနှစ်တော်လှန်ရေးကောင်စီစစ်အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာအတိုက်ခံနိုင်ငံရေးလှုပ်ရှားသူတွေကိုဖမ်းဆီးနှိပ်စက်ရမှာအသုံးပြုခဲ့တဲ့ဥပဒေလေးဖြစ်ပါတယ်ရှင်ပြည်သူ့လွှတ်တော်ကပေးပို့ထားတဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေချမ်းနဲ့ပတ်သက်ပြီးအမျိုးသားလွှတ်တော်မှပြင်ဆင်ဖြည့်ဆွတ်ဆွေးနွေးမဲ့သူမရှိတဲ့အတွက်ပြည်သူ့လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အတိုင်းဒီကနေ့အတည်ပြုလိုက်ပါတယ် အခုအတည်ပြုလိုက်တဲ့ဥပဒေချက်ဟာအရင်အစိုးရလက်ထက်ကပြဋ္ဌာန်းခဲ့တဲ့နိုင်ငံခြားယင်းနှိမ့်ညွတ်မှုဥပဒေနဲ့မြန်မာနိုင်ငံသားများယင်းနှိမ့်ညွတ်မှုဥပဒေတို့ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒီဥရေကျမ်းမှာနိုင်ငံသားသားနဲ့မြန်မာနိုင်ငံသားယင်းနှိမ့်မြုံနံသူတွေကိုတန်းတူအခွင့်အရေးပေးထားပေမဲ့ငွေကြေးနှီးပညာနဲ့မြေယာငှားရမ်းမှုတွေမှာတော့မြန်မာနိုင်ငံသားကိုဦးစားပေးဖို့ပြည်သူ့လွှတ်တော်မှာပြင်ဆင်အတည်ပြုထားတာဖြစ်ပါတယ်။ဒါ့အပြင်ဖွံ့ဖြိုးမှုအ ਨੇ စုံအလေအလတ်နဲ့ဖွံ့ဖြိုးမှုအများဆုံးစုံဆိုပြီးစုံ၃စုံခွဲခြားသတ်မှတ်ထားပြီးတော့ ဖွံ့ဖြိုးမှုအ ਨੇ ဆုံးစုံတွေမှာရင်းနှီးမြှုပ်နှံရင်တက်တာကွင့်တွေရရှိမှာဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံရမယ့်ကာလကိုနှစ်30ကနေနှစ်90အထိပြင်ဆင်သတ်မှတ်ထားပေမဲ့နိုင်ငံသားနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအချို့ကိုအတိအကျပြဋ္ဌာန်းမထားဘဲနှီးဥရေတွေထဲမှာသာထည့်သွင်းမှလည်းဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်ကပေးပို့ထားတဲ့ဒီဥရေချမ်းကိုဆွေးနွေးမဲ့ကိုယ်စားလှယ်အမည်စရင်ပေးဖို့ကြေညာထားပေမဲ့စရင်ပေးသူမရှိတဲ့အတွက်ပြည်သူ့လွှတ်တော်ရဲ့အတည်ပြုချက်အတိုင်းအမျိုးသားလွှတ်တော်ကအတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေချမ်းကိုပြည်တော်စုလွှတ်တော်ကိုပေးပို့ပြီးတော့အတည်ပြုမှလည်းဖြစ်ပါရဲ့ရှင်။ဒီနိုင်ငံလုံးမှာရှိတဲ့အတိုင်းအတာရေးရာဝန်ကြီးဌာနတွေအတွက်ပြည်တော်စုအစိုးရရဲ့ဘတ်ဂျက်ငွေတွေကကျပ်ငွေ1.59ဘီလီယံကိုခွဲဝေသုံးစွဲဖို့အတွက် ခွင့်ပြုလိုက်ပါတယ်။အခုလိုမျိုးဘတ်ဂျက်သုံးစွဲခွင့်ရရှိတဲ့အတွက်နိုင်ငံတော်အတိုင်ပင်ခံရဲ့မျှော်မှန်းချက်ဖြစ်တဲ့တိုင်းရင်းသားရင်းကြားစည်းရေးကိုအထောက်အကူပြုနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ကချင်ပြည်နယ်အစိုးရအဖွဲ့လီစုတိုင်းရင်းသားရေးရာဝန်ကြီးဦးအားတီယိုဟန်ကပြောပါရရှင်။ ဟိုဟာကျွန်တော်တို့ဒီအတိုင်းပင်ခံရဲ့မြို့မှချက်တစ်တစ်ချက်ကအတိုင်းပင်ခံမြို့မှချက်အတိုင်းတိုင်းရာစီရဲ့ကိုအများကြီးဖြစ်ချင်တာအဲ့ဒါကိုဒီ budget ကြီးရမှာတာလေကျွန်တော်တို့ကနေပြီးစင်းပြီးမှလိုအပ်တဲ့အတိုင်းတိုင်းရဲ့လိုအပ်ချက်ကိုဖြည့်ဆွေးနိုင်တဲ့အခါမှာအတိုင်းတိုင်းရာစီကိုကျွန်တော်အောင်ရဆောင်ရွက်နေတယ်ဒီပဲချက်ငွေတွေကိုတော့2018ခုနှစ်နဲ့2018ခုနှစ်ဗန္ဒာရီနှစ်မှာစတင်သုံးစွဲမှာဖြစ်ပြီးပြည်နယ်နဲ့တိုင်းအလိုက်တိုင်းဒေသကြီးရာဝန်ကြီးဌာနတွေအတွက်လည်းဝန်ထမ်းတွေအတွက်လည်းခံထားခွင့်ရှိမှာဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်ကတိုင်းရင်းသားရေးရာဝန်ကြီးတွေအတွက်ဘတ်ဂျက်ငွေခွဲပေးတာမရှိခဲ့ပဲအစိုးရတက်လက်ထက်မှာတိုင်းရင်းသားရေးရာဝန်ကြီးဌာနကိုပြည်တော်စုအဆင့်ထားရှိခဲ့တာလည်းဖြစ်ပါတယ်တနိုင်ငံလုံးမှာတိုင်းရင်းသားရေးရာဝန်ကြီး29ဦးနဲ့ပြည်တော်စုအဆင့်ဝန်ကြီး2ဦးစုစုပေါင်းတိုင်းရင်းသားရေးရာဝန်ကြီးအယောက်30ရှိပါတယ်ရှင်နေပြည်တော်ပြည်သူ့လွှတ်တော်အဆောင်အုံအတွင်းမှာဒီကနေ့မနက်ပိုင်းကဓာတ်ထိုးမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဓာတ်ထိုးခံရတဲ့သူဟာ ဓာတ်ထိုးခံရတဲ့အမျိုးသမီးဟာလက်ထောက်ညွန်ကြားရမှုဖြစ်ပြီးတော့ရုံးအကူဝန်ထမ်းအမျိုးသမီးတူကဖုန်းအယောင်းဝယ်ကိစ္စနဲ့ပတ်သက်ပြီးတော့မကြေနပ်တာကြောင့်အိမ်သုံးဓာတ်နဲ့ထိုးခဲ့တာလို့စပူတီတိမျိုးနဲ့ရဲတပ်ဖွဲ့မှုရဲမှုစအောင်ကသတင်းနောက်တွေကိုအတိအပြုပြောဆိုခဲ့ပါတယ်။အဲ့တော့ရုံးအကူကနေပြီးတော့သူကစူဝိုက်ကိစ္စဖုန်းဖုန်းအယောင်းဝယ်ကိစ္စပေါ့နော်။ကဲဒီလောက်ပဲဒီလောက်ပဲဟုတ်လားဟုတ်လား။ဟိုမျိုးနေတယ်။အဲ့မဆိုးရင်မဆိုးရင်အမှုချင်းပေါ်ရှိလားခင်ဗျ။အရှိပါလေရှိပါ။ ဓာတ်ထုတ်ခံရသူအမျိုးသမီးရဲ့ဒဏ်ရာအခြေအနေမစိုးရိမ်ရဘူးလို့လည်းရဲမှူးဆိုင်အောင်ကပြောဆိုခဲ့ပါတယ်။ဒီကနေ့မနက်ပိုင်း၈နာရီလောက်မှာပြည်သူ့လွှတ်တော်ညွှန်ကြားရေးမှူးချုပ်ယုံလက်ထောက်ညွှန်ကြားရေးမှူးကယုံအကူဝန်ထမ်းအမျိုးသမီးထံကနေလက်ကင်ဖုန်းဘူအကြွေးတောင်းရနေယုံအကူအမျိုးသမီးကလက်ထောက်ညွှန်ကြားရေးမှူးရဲ့နောက်ကျောကိုကြက်သွန်လှီတဲ့ဓာတ်နဲ့ထိုးခဲ့တာလို့သိရပါပါရှင်။ ကရင်ပြည်နယ်မြဝတီမြို့မှာကာစီနိုလောင်းကစားရုံတွေဖွင့်လှစ်တာစစ်ဆေးတွေ့ရှိရင်ဥပဒေအတိုင်းအရေးယူသွားမယ်လို့ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကပြောလိုက်ပါတယ်။အောက်ခြေကိုတွားရောက်စစ်ဆေးရမှာတွေ့ရှိတဲ့အခြေအနေအတိုင်းအရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ရဲမှူးကြီးကြည်လင်းကပြောပါတယ်ရှင်။အောက်ခြေမှာတကယ်တမ်းသွားစစ်တဲ့အချိန်မှာတွေ့တဲ့အချိန်တွေ့တဲ့နေထိုင်မှုတွေဆိုကျွန်တော်တို့ဥပဒေအရလုံထုံးလုံးမြင့်နေတဲ့ဆောင်ရွက်သွားမှာပေါ့။ကျွန်တော်တို့လုပ်ရမယ့်လုပ်ငန်းဖြစ်တဲ့ကျွန်တော်တို့ကတော့ပြည်တယ်ဆိုတာနဲ့ကျွန်တော်တို့ဒါတွေကိုမြင်းမြင်းစောစောတာတာလေးတိုင်းတွေဆောင်ရွက်သွားမယ်ဆိုတာတော့ကျွန်တော်တို့ကလုပ်ကင်တာပေါ့။ ထိုင်းမြန်မာနယ်စပ်များဝရီမြို့တောင်ရင်မြစ်ကန်နဘေးမှာကာစီနိုလောင်းကစားရုံတွေအများပြားရှိနေတာဖြစ်ပြီးတော့အဲ့ဒီလောင်းကစားရုံတွေဟာနှစ်ဖက်နိုင်ငံဘက်ကစီးပွားရေးအဖွဲ့အစည်းတွေနဲ့ပတ်သက်နေတယ်လို့လည်းဒေတာခန်တွေကပြောပါတယ်ကာစီနိုလောင်းကစားရုံတွေမှာထိုင်းဘက်ငွေကိုဒါအသုံးပြုတာဖြစ်ပြီးတော့ထိုင်းနိုင်ငံဘက်ကနေတရားမဝင်ကူလာပြီးလောင်းကစားကြသူတွေများတယ်လို့လဲဆိုပါတယ် အဲ့ဒီလောင်းကစားယုံတွေကိုတရားဝင်ပုံစံနဲ့မြဝတီမျိုးတွေမှာဆိုင်းဘုတ်တွေစိုက်ထူပြီးတော့ကြော်ညာနေတဲ့အတွက်အရေးယူပေးဖို့နဲ့လောင်းကစားယုံတွေပိတ်သိမ်းဖို့ပြည်내အစိုးရကိုတင်ပြသွားမယ်လို့မြဝတီမျိုးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတန့်စင်အောင်ကပြောပါရယ်လက်ရှိမြဝတီမျိုးပေါ်မှာကာစီနိုလောင်းကစားယုံ၁၀ယုံဒီမှာရှိနေတယ်လို့လည်းဦးတန့်စင်အောင်ကပြောပါရယ်ရှင်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာအစိုးရတပ်နဲ့ KIA တပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်လုံခြုံရေးတင်းကျပ်ထားတယ်လို့သိရပါဗျ ကားဂိတ်တွေမှာရှာဖွေရေးကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေတယ်လို့ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှရဲမှူးကြီးထွန်းဦးကပြောပါတယ်ကျန်တဲ့နေရီတွေပုံမူပြီးတော့ view site နေတိုင်းဖို့နဲ့မိုင်းထောင်တာတို့ချောင်းပစ်တာတို့အဲ့လိုမျိုးမဖြစ်ဖို့အတွက်တော့အဲစကန်းတွေကိုသတိပေးပြောကြားထားတာရှိပါတယ်။ခိတ်တွေဝင်ထွက်တွေမှာတရားမဝင်ဝင်ထွက်တဲ့လူတွေကိုလက်နက်ကိရန်တွေပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေပါရှိလာနိုင်တယ်လို့သုံးသပ်ပြီးတော့ရှာဖွေတာစစ်ဆေးတာတင်းကျပ်ပါတယ်။ခီးတွေဒီအပိုင်းကပြောစရာဆိုစရာအပြည့်မဖြစ်အောင်ကျွန်တော်တို့တတ်နိုင်ဆုံးဆောင်ရွက်လည်ရှိပါတယ်။ ကချင်ပြည်နယ်မှာတိုက်ပွဲဖြစ်ပွားတဲ့အခါမြို့ရွာတွေနေမှာပောက်ကွဲမှုတွေဖြစ်လေရှိတာကြောင့်လုံခြုံရေးကိုအလေးထားဆောင်ရွက်နေတာလို့ဆိုပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ဗမော်နဲ့မိုးညင်းမြို့နယ်ဘက်မှာလက်ပစ်ပုံမိုင်းနဲ့ဖောက်ခွဲရေးသုံးရန်ပစ္စည်းတချို့ဖမ်းဆီးရမိထားတယ်လို့လည်းရဲမှုကြီးထုံဦးကပြောပါရယ်မိုးညင်းစားမော်စင်ဘိုတနိုင်းဖခန့်စတဲ့မြို့ရွာတွေမှာပောက်ကွဲမှုတွေကြောင့်ဒေသခံတွေထိခိုက်သေဆုံးမှုနှုန်းဟာမှနှစ်ကထက်ပိုများလာတယ်လို့လည်းသိရပါရယ်ရှင် အစိုးရတက်မတော်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ DKVA ခွဲထွက်အဖွဲ့အနေနဲ့ KNU ၊ KNU မြို့သားစည်းရုံးနဲ့ပြန်လည်ပူးပေါင်းဖို့လက်ခံကြိုဆိုကြောင်း KNU ကဒီကနေ့ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ DKVA ကို KNU ရဲ့နိုင်ငံရေးဦးဆောင်မှုအောက်မှာပါဝင်စေခြင်းနဲ့အတွက်လာရောက်ပူးပေါင်းဖို့ကြေညာချက်ထုတ်ပြန်တာဖြစ်တယ်လို့ KNU တွဲဘက်အထွေထွေတွင်းရေးမှူးတစ်ဖတိုစောတီပွဲကပြောပါတယ်ရှင်။ဘူးလက်ရှိ DKVA အဖွဲ့အနေကြတော့ ဟိုကလုထူဘောကပေါ့လေနော်ပုံစံနှခမ်းမွေးတို့ကထုတ်ပြန်ခြင်းခံတဲ့ဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်မို့ CNU နဲ့ဒီအတွင်းမှာလည်းဝင်ရောက်လှုပ်ရှားနေတဲ့အတွက်သူတို့လည်းပဲဒီဒီစုံတွေအပြင်တမတော်နဲ့ BGF ကိုဟိုစစ်စင်မှုကိုခံရတဲ့အတွက်ကျွန်တော်နေဒီဒေသမှာလည်းပဲတခြားသောပြဿနာလေးတွေထိခိုက်နိုင်မဲ့အကြောင်းအရာလေးတွေအမတန်မှစိုးရိမ်တဲ့ကရင်ပြည်နယ်မှာဆွေရတမရုံနဲ့ DKBA ခွဲထွက်ဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးနေကြရပါတယ်။ DKBA ခွဲထက်အဖွဲ့အနေနဲ့ KNU နဲ့လာရောက်ပူးပေါင်းမယ်ဆိုရင်အခုလိုအစိုးရတပ်မတော်ရဲ့တိုက်ခိုက်တာတွေရပ်တန့်သွားမှာဖြစ်ပြီးတော့ DKBA ခွဲထွက်ဘက်ကနေပြီးတော့တယောက်ချင်းစီဖြစ်စီအဖွဲ့လိုက်ဖြစ်စီဘလို့ပုံစံမျိုးနဲ့မဆိုလာရောက်ပူးပေါင်းနိုင်တယ်လို့လည်းဖရိုစောတီဘွဲကပြောပါတယ်ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကြိမ်ချောင်းတလျှောက်မှာတရားမဝင်တပ်ထုတူးဖော်နေတာတွေရန်နာဖို့ညွှန်ကြားထားပေမဲ့ဆက်လက်တူးဖော်နေတာတွေကြောင့်အဲ့ဒီကုမ္ပဏီတွေကိုတရားဆွဲဆိုသွားမယ်လို့သိရပါတယ်။တပ်ထုတူးနေတာတွေရန်နာဖို့အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့မလိုက်နာတာကြောင့်တရားဆွဲသွားမှာဖြစ်တယ်လို့တနင်္သာရီတိုင်းအစိုးရအဖွဲ့ရဲ့တယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးမြင့်မောင်ကပြောပါတယ်။ ေးသေးတော့ကျွန်တော်ဟိုမစုံစမ်းရတယ်ကျွန်တော်တို့သူတို့တတိပေးတဲ့အပိုင်းတွေကတော့ပြီးသွားပြီနှစ်ချိန်သုံးချိန်လောက်ရှိပြီကျွန်တော်အဲ့တော့နောက်ထပ်အတော့ကျွန်တော်ဟိုဟိုပဲဟိုတရားစွဲဖို့လောက်ပဲရှိတော့တယ်ဒီမှာတနင်္လာရီမြို့နယ်ကြိမ်ချောင်းထဲမှာတရားမဝင်တပ်ထုတူးဖော်နေတဲ့ကုမ္ပဏီတရားနီးပါးရှိနေတာပါ တပ်တို့လုပ်ငန်းတွေကနေစွန့်ပစ်လိုက်တဲ့ရေဆိုးတွေကြောင့်ချောင်းနီးကကြေးရွာတွေမှာစိုက်ပျိုးရေးလုပ်ကင်လို့မရတော့ဘဲငါးတွေလည်းမျိုးတုံးလာနေတဲ့အပေါ်ဒေသခံတွေကတိုင်ကြားထားတဲ့အတွက်ပြီးခဲ့တဲ့အော်ဂုတ်လကုန်နောက်မှာတရားမဝင်တပ်ထုတူးဖော်နေတာတွေရန်နာဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒီညွှန်ကြားချက်ကိုမလိုက်နာဘဲဆက်လက်တူးဖော်နေတဲ့ဆိုပြီးဒေသခံတွေကထပ်ပြီးတိုင်ကြားလာတယ်လို့လည်းဝန်ကြီးဦးမြင့်မောင်ကပြောပါတယ်။တနင်္သာရီတိုင်းအတွင်းမှာတရားဝင် တတ်ထုတူးဖော်ဝင်ရရှိထားတဲ့လုပ်ငန်း၈ခုသာရှိပြီးတော့အဲ့ဒီအထက်ကသဘာဝပတ်ဝန်းကျင်နဲ့လူမှုပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ဟိနာတတ်ထုတွင် အရှိတိုင်းတတ်ထုတွင်ဝေတတ်ထုတွင်တို့ကိုလုပ်ငန်းလေပတ်ခွင့်ယာယီရပ်ဆိုင်ထားတယ်လို့သိရပါပါတယ်ရှင်။ လွတ်လပ်တဲ့အာရှတဲ့ RFA ရဲ့မြန်မာပိုင်းအစီအစဉ်ကိုရေဒီယိုနဲ့ရုပ်မြင်သံကြားကနေတပြိုင်တည်းထဲထုတ်လွှင့်ပေးနေတာပါရှင်။အခုမှတော့သတင်းပေးပို့ချက်တွေကိုဇက်တိုက်ထုတ်လွှင့်ပေးသွားမှာပါ။နိုင်ငံသားများရဲ့ဒီပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကြမ်းကိုဒီကနေ့အမျိုးသားလွှတ်တော်မှကိုယ်စားလှယ်၁၂ဦးကဆွေးနွေးရမှာတော့ကွန့်ကွက်သူတွေရှိခဲ့ပါတယ်။ RFA သတင်းတော်ကိုဝင်းကိုကိုလက်ကတင်ပြထားပါတယ်ရှင်။ဒီသူလွှတ်တော်မှဆွေးနွေးအတည်ပြုထားတဲ့အဲ့ဒီဥပဒေကြမ်းကို ဒီကနေ့အမျိုးသားလွှတ်တော်မှာတမတော်သားကိုယ်စားလှယ်ဒုတိယဘူမူကြီးကျော်ဆန်ဦးကဥပဒေကျမ်းမှာပါတဲ့ပုံမှန်တချို့ဟာကွဲလွဲမှုတွေရှိနေတဲ့အကြောင်းနဲ့ဥပဒေကျမ်းကိုမပြထမ်းသင့်တဲ့အကြောင်းဆွေးနွေးခဲ့ပါတယ်။ယခုပုံမှန်ရှိခြေစင်းနဲ့ပုံမှန်ခွဲစာလုံးတော့ဆက်ဆက်ကြည့်လိုက်မယ်ဆိုရင်မြည်သူများဥပဒေနဲ့ညီခွင့်ပြုမဲ့တစုံတရာမရရှိဘဲနိုင်ငံသားတို့၏ပုဂ္ဂိုလ်ဆိုင်ရာမိသားစုအရေးကိစ္စများတွင်အာရမဝင်ရောက်ဆွဲပတ်ခြင်းတို့မဟုတ်လူတို့၏ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကြောကြမှုကိုပုတ်ခတ်ခြင်းသို့မဟုတ်ထိခိုက်စေရန်တနည်းနည်းဖြင့်ဆောင်ရွက်ခြင်းမပြုရလို့တွေးရှိရမှာဖြစ်ပါတယ်ဒီလိုပြထားလိုက်မယ်ဆိုရင်ခွင့်ပြုမဲ့တစုံတရာရှိရင်နိုင်ငံသားတူဦးပုတ်ကိုဆိုင်ရာမိသားစုရေးကိစ္စများမှာအာရမဝင်ရောက်ဆက်ပတ်ခြင်းသို့မဟုတ်လူတူဦးဂုံတိတ်ခါနဲ့ထင်ပေါ်ကြောကြမှုကိုပုတ်ခတ်ခြင်းသို့မဟုတ်ထိခိုက်စေရန်တနည်းနည်းဖြင့်ဆောင်ရွက်ခြင်းပြုနိုင်တဲ့သဘောတက်ရောက်သွားမှာဖြစ်ပါတယ်ကံကွက်ဆွေးနွေးခဲ့တဲ့သမရယုံဝင်ကြီးဟာတတိပုဂ္ဂလကိုယ်စားလှယ်ဦးစိုးသိန်းက ဖွဲ့စည်းပုံနဲ့မညီတဲ့အတွက်ဒီဥပဒေကြမ်းဟာပြက်ပြဲသွားနိုင်တယ်လို့ပြောပါတယ်အခုကျွန်တော်တို့ဟုတ်လားဒေါအောင်ဆန်းစုကြည်ခင်ဗျာ IS ကပြင်မှတ်ထားတယ်အဲ့ဒါဒီလိုဖုန်းလိုင်းတွေနားမထောင် intercept တွေမလုပ်ဘဲဘယ်လိုလုပ်ရမှာလဲဘယ်ရသတင်းရမှာဒီတန်းကြီးကဥပဒေနဲ့ကတို့လေ386ကနည်းနည်းညှိနေတယ်အများကြီးမဟုတ်ဘူးအဲ့နည်းနည်းညှိတာကတော့သူကမညှိဘူးပြမကိုကညှိတယ်ပြောပြမအဲ့ဒါညှိတာ ਨੇ 446ပုံမှန်446ကသွားဆက်ညှိတယ် ညင်အခြေခံပုံမှန်446မှာပြဋ္ဌာန်းထားတာအရာဘယ်ဥမမဒီလိုကြော်ပြီးတော့ပြဋ္ဌာန်းလို့မရဘူးပြက်ပြဲသွားနိုင်အတိဥပဒေချမ်းဟာဖွဲ့စည်းပုံနဲ့မကိုက်ညီကြောင်းဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး NLD ပါတီမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးသေးဦးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီတဲ့အကြောင်းအခုလို့ပြောပါရယ်အခုဖွဲ့စည်းပုံနဲ့မညီဘူးလို့ထောက်ပြတဲ့လူတွေကဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်386ကိုညှိညွှန်းတယ် ဖွဲ့စည်းပုံအခြေခံဥပဒေပုံ386မှာ24နှစ်တဲ့ကြိုပြီးတော့ကြော်ပြီးတော့ဖန်ခွင့်မရှိဘူးအဲအဲ့ဒီလိုအကြောင်းကြီးရှိရင်တော့ဖန်ခွင့်ရှိတယ်ဆိုပြီးတော့ခန့်ထားတယ်အဲ့တော့အခုဒီပုဂ္ဂိုလ်ဆိုင်လွတ်လပ်မှုလုံခြုံမှုဥပဒေမှာပုံမှန်ခုနှစ်မှာတည်ဆဲဥပဒေတရရအရခွင့်ပြုချက်ရှိရင်တော့24နှစ်တဲ့ကြိုဖန်ခွင့်ရှိတယ်ကြော်ဖန်ခွင့်ရှိတယ်မရှိဘူးဆိုရင်တော့ခွင့်ပြုချက်မရှိရင်တော့တရားရုံးခွင့်ပြုချက်နဲ့မှလုတ်ခွင့်ရှိတယ်ဆိုတော့ စသွာ386ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လဲကွက်တိနိုင်ငံသားများရဲ့ပုပ်ကိုဆံရလွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေချမ်းမှာပြည်ထရေးဝန်ကြီးဌာနဟာလိုအပ်တဲ့ဤဥပဒေတွေစီမင်းစည်းကမ်းတွေနဲ့အမိတ်ကြော်ညာတာတွေကိုထုတ်ပြန်နိုင်တယ်လို့ပြဋ္ဌာန်းထားတာကို NLD ပါတီကိုယ်စားလှယ်တွေကကန့်ကွက်ဆွေးနွေးကြပါတယ်။အဲ့ဒီဥပဒေချမ်းနဲ့ပတ်သက်ပြီးမြို့သားလွတ်တော်ဥပဒေချမ်းကော်မတီကလွတ်တော်မှာအစည်းအဝေးခန်းစား တင်သွင်းရအောင်ပါဖြစ်ပါတယ်ခင်ဗျာနိုင်ငံသားများရဲ့ပုံကိုဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေချမ်းကိုအမျိုးသားလွှတ်တော်မှဆွေးနွေးခဲ့တဲ့အကြောင်းကိုဝင်းကိုကိုလက်တင်ပြခဲ့တာပါရှင်ရန်ကုန်တိုင်းတကုံမြို့သစ်တောင်ပိုင်းကအိမ်တအိမ်မှာ၅နှစ်တိုင်တိုင်အလုပ်လုပ်ခဲ့တဲ့အသက်၁၆နှစ်အရွယ်မတန်တန်ဤကို အင်ရှင်တွေကအမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အတွက်မတ်တမ်းတမ်းဤရဲ့မျက်နှာပြင်နဲ့ခန္ဓာကိုယ်အနှံ့မှာဒဏ်ရာတန်ကျပ်တွေရရှိခဲ့ပါတယ်။ဒီအကြောင်းပြေဆုံးကိုကျမတို့ RFA ဝိုင်းတော်သားကိုကြီးကတင်ပြပေးပါလိမ့်မယ်ရှင်။အသက်၁၆နှစ်သားရှိသေးတဲ့မတ်တမ်းတမ်းဤရဲ့မျက်နှာပေါ်ကအမှန်ရွတ်တွေဟာသူလှုပ်လှုပ်ခဲ့တဲ့အိမ်ကသူ့ကိုဘလောက်အထိညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်ဆိုတာကိုဖော်ပြနေတဲ့တက်တီကန်ချက်တွေပဲဖြစ်ပါတယ်။မတ်တမ်းတမ်းဤကိုနှိပ်စက်ခဲ့သူတွေကတော့သူ့ကိုမွေးစားခဲ့တဲ့မိသားစုဝင်တွေပဲဖြစ်ပါတယ်။အခုလိုပဲ ကလင်းတငယ်တွေကိုအင်ရှင်တွေကညှဉ်းပန်းနှိပ်စက်တဲ့အမှုတွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာတာဟာလက်ရှိအစိုးရတဲ့အဖို့တော့စိန်ခေါ်မှုတရပဲဖြစ်ပါတယ်။မတန်းတန်းဤ9နှစ်အရွယ်မှာတော့သူ့အဖေကမတန်းတန်းဤကိုမွေးစားမယ်ဆိုတဲ့ရန်ကုန်မြို့ထဲကအိမ်တိန်ကိုပို့ပေးခဲ့ပါတယ်။သူ့အသက်10နှစ်အရွယ်မှာတော့ဒီအိမ်မှာပဲမွေးစားသမီးဘဝကနေအိမ်ဘဝကိုရောက်သွားပါတယ်။အင်ရှင်ကသူ့ကိုစပိန်ချင်းယိုးနဲ့ရိုက်နှက်တာကိုခံခဲ့ရတယ်လို့မိဘကြောင့်ဝေယဝိဆာအလုမှန်သမျှကိုလည်းအချိန်ပြည့်9နှစ်တိတိအလုလုခဲ့ရတာဖြစ်ပါတယ်။ ခေါ်အေးဝင်ရတယ်ဘူးလူတန်ကျိုးနေနေလဲရိုက်တယ်ဟိုကတန်ရောင်းမတွေနေလဲခောက်တယ်သူကထမင်းတွေပါတယ်တမုအငတ်ထားတယ်အငတ်ထားတော့တမရသူတို့မသိအောင်လို့ယူစားမိတော့အဲ့ဒါတို့ခိုးစားမလားဆိုပြီးတော့တမုဒီလက်ကခိုးစားတယ်ဆိုပြီးတော့လက်ကိုကိုလျာနဲ့ညှက်လာစင်းရတဲ့ကျေးလင်နေမိသားစုဝင်တွေဟာမိသားစုဘဝတာယာရေးအတွက်တားသမီးတွေကိုပြပြလေးလေးရှိတဲ့မျိုးပြကအိမ်တွေကိုပို့ပြီးအိမ်ပေါ်လုခိုင်းခဲ့ပါဗျာ အင်ရှင်ကနေအိမ်ဖော်ကိုနှိမ့်ဆက်တဲ့အမှုခင်းတွေဟာမြမလူအဖွဲ့စည်းမှာတော့ရာထောင်မကရှိနေတဲ့အမှုတွေမျိုးမဆန်းတော့တဲ့ဇလန်းလိုပဲဖြစ်နေပါတယ်။အင်ရှင်တွေကအိမ်ဖော်တွေကိုနှိမ့်ဆက်တဲ့အမှုတွေပေါ်တိုင်းလဲအစိုးရဘက်ကလုံလောက်တဲ့ဖြည့်ရှင်းမှုမျိုးလုပ်မပေးနိုင်ခဲ့သလိုရဲနဲ့ရက်ွက်အုပ်ချုပ်ရေးအဆင့်တွေကလည်းမျက်လုံးစုံပိတ်နေလိုက်တာချမ်းသာတဲ့ပြည်လဲတဲ့မိသားစုဝင်တွေဘက်ကနေအကာအကွယ်ပေးတာတွေလုပ်ခဲ့ပါတယ်။နောက်မလုပ်ဖို့တော့ပြောတယ်။နောက်မလုပ်နဲ့အလူဒီတန်းနေနောက်မကြရောက်ကလူကြီးတွေကလည်းသူတို့နဲ့အမျိုးတော်တယ်ဆိုတော့သူတို့ တိတ်ပြီးတော့ဝမ်းမဖြစ်ဘူးအာနောက်မလုံးနဲ့ဘာညာလို့ပဲပြောတယ်အပြောတော့ဟုတ်ကဲ့ပါဘာညာပဲတို့ကလည်းမြန်မာနိုင်ငံအနှံ့မှာဖြစ်ခဲ့သမျှဖြည့်ရှင်းတဲ့အမှုတွေကိုတရားစီရင်တဲ့တရားစီရင်ရေးစနစ်ဟာလည်းပျက်စီးနေတယ်မြတ်မြတ်တတ်တာစီစဉ်ပေးတာအကာအကွယ်ပေးတာတွေကလည်းမရှိဘူးလို့လူခွင့်ရေးလှုပ်ရှားသူတွေကပြောပါတယ်။အင်းဝအချုပ်ဆိုင်ပိုင်ရှင်မိသားစုကနေအသက်16နှစ်နဲ့18နှစ်အရွယ်မိန်းကလေးနှစ်ဦးကိုညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အမှုဟာဒီရဲ့ပိုင်းထဲမှာတော့အထင်ရှားဆုံးအမှုတစ်ခုဖြစ်ပါတယ်။ ကလေးတွေရိုက်နေခံရတာနှိမ့်ဆက်ခံရတာတွေကိုရက်တက်ဖွဲ့ဝင်ကတိနေပေမဲ့နှိမ့်ဆက်ခံရတဲ့ကလေးတွေကိုအကူအညီပေးဖို့ရက်တက်ဖွဲ့ဝင်တွေကညှင်းဆိုင်ခဲ့တယ်လို့အနှိမ့်ဆက်ခံရတဲ့ကလေးတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။မတန်းတန်းကြီးရဲ့အမှုမှာလည်းအိနီနာချင်းတွေကမတန်းတန်းကြီးအပေါ်အင်ရှင်ကနှိမ့်ဆက်နေတာတွေကိုရက်ခွက်အုတ်ချွေပိုင်းကိုပြောဆိုတိုင်ကြားခဲ့ပေမဲ့အုတ်ချွေပိုင်းကလှစ်လှစ်ရှုခဲ့တယ်လို့ဆိုပါတယ်။ မနစ်ကဇူလိုင်လမှာတော့မတန်းတန်းကြီးရဲ့ဦးလီဦးမြောက်ကအေရှင်ရဲ့နှိမ့်ဆက်မှုအောက်ကနေလွတ်မြောက်ရေးအတွက်တူတူမှမတန်းတန်းကြီးကိုအကူအညီပေးခဲ့ပါတယ်။အေရှင်ကိုလည်းအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ဒီမှုနဲ့ကျွန်တော်အခုဆိုရင်ပထမကျွန်တော်ရင်ဆိုင်နေတဲ့ဟာတနစ်နဲ့တနစ်ကျော်ပါရောနော်။တနစ်ကျော်ပါဒီခုကတော့ဒီခုဒီလူကူးမှုကဆွဲတာပါဒီနှစ်အနည်းငယ်မှာ23ညနေမှာလူကူးမှုဆွဲတယ်။ဒီနေ့ဆိုရင်လူမှုဘူလုံးရေးရလာပြီ။ဒီနေ့သိနေပေါ့။အားလားဟိုအမှုဖွင့်လာတော့ပေါ့နော်။ အခုဆိုရင်မတန်းတိုင်းကိုနှိပ်စက်ခဲ့တဲ့မိသားစုဝင်တွေကတအုပ်ကိုရက်တက်ဖွဲ့ကဖမ်းဆီးထားတာတနည်းနည်းပါရှိပြီဖြစ်ပေမဲ့အမှုကမပြည့်ပြတ်သေးပါဘူးအင်းဝအချုပ်ဆိုင်အမှုလိုပဲအုတ်ချိုရေးပိုင်းကဝင်ရောက်ကူညီလာခဲ့ရင်တော့မတန်းတိုင်းရဲ့အမှုကိုဆုံးဖြတ်ချက်မြန်မြန်ဆန်ဆန်ချပေးနိုင်မလားလို့ဥမြအုပ်ကတော့မျှော်လင့်နေပါတယ်ခင်ဗျာရှမ်းကုန်တိုင်းတကုံမြေတစ်တောင်ပိုင်းမှာအရှင်တွေရဲ့နှိပ်စက်ညှဉ်းပန်းတာခံခဲ့ရတဲ့မတန်းတန်းအီအကြောင်းကို RFA ဝိုင်းတော်သားကုကြီးတင်ပြခဲ့တာပါရှင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဥညာလင်းအပါအဝင်တအုပ်ပေါ်မှာဆဲဆုမှုချိန်ချောက်မှုအားပေးကူညီမှုစတဲ့ပုံမှန်တွေနဲ့အမှုဖွင့်ထားတဲ့ရွှေပြည်သားမိုဒယ်မန်နေဂျာဟာဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ RFA သတင်းတော့မတ်တီရီမင်းစင်တင်ပြထားပါတယ်ရှင်။ ရွှေပြည်သာမြို့နယ်ရှေ့ရက်ကွက်မှာရှိတဲ့မိုတယ်ရှိပြည်သာမှာပြီးခဲ့တဲ့အောက်တိုဘာလ၁ရက်နေ့ညကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးညံလင်းအပါအဝင်၃ဦးဟာမိုတယ်ရဲ့ KTV ခန်းရှိမရှိမေးမြန်းရင်းမိုတယ်ဝန်ထမ်းတွေကိုဆဲဆိုကြိမ်းပောင်းခဲ့တယ်လို့မိုတယ်မန်နေဂျာမတ်သင်းစပယ်ကပြောပါရယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးညံလင်းကိုအရေးယူပေးစီခြင်းတယ်လို့မိုတယ်ရှိပြည်သာမန်နေဂျာမတ်သင်းစပယ်ကပြောပါရယ် ပါလေအဲ့လိုမျိုးတွေပြောသွားတာကျွန်မခဏခဏခံခဲ့ရပါလေဆိုကျွန်မမအထောက်ထားမရှိလို့ဘာမှမပြနိုင်ရပါဘူးအဲ့လိုမျိုးတို့ရအဲ့လိုမျိုးလာခဲ့တာကျွန်မအရေကလည်းကျွန်မပြက်တလာမဖြစ်ခြင်းလို့စော်လိုက်ပါလေချင်းအခုတစ်ခါတော့တို့ကလွတ်တော်အမတ်ငါတို့ကဒီမျိုးနယ်မှာပိုင်ဆိုင်တဲ့လူကြီးဘာညာပြောတော့ကျွန်မတို့တက်တဲ့အထောက်ထားရအောင်ဒါလိုအလိုရမယ်ကျွန်မအတန်ဖိုင်လေးကူထားခြင်းဖြစ်ပါလေအော်တိုဘာလတရက်နေ့ညကဖြစ်ပွားခဲ့တဲ့အခြေအနေကိုမတင်းစပယ်ကအခုလိုပြောပါရယ်အဲ့လိုပြောရမှာလေရက်မှုကြီးကမျိုးတွေပါရှင် ။အမဘယ်လိုလဲမလဲမသိပါဘူး။အဲ့ဒီမှာကျမကိုယ်ဗာလိဇာရှိတယ်လို့ပြောတော့ကာရာအိုကေဆိုတယ်လို့ပြောတာကျမကကာရာအိုကေဆက်များပြက်နေပြီးပိတ်ထားကြအောင်မရှိတော့ကြအောင်ကျမပြောတဲ့အခါမှာသူကကျမကိုငါဘယ်သူလဲတီလာလို့မေးပါတယ်ရှင်အဲ့ဒီအချိန်မှာကျမကမသိကြအောင်ပြောတဲ့အခါမှာအခုမှသိရတာပေါ့ကိုဆန်ဝင်းဆိုတဲ့သူကနေကျမကိုဆဲပါတယ်ရှင်အဲ့ဒီမိုဒယ်မှာဖွင့်လှစ်ထားတဲ့ KTB ဟာမိသားစုအပန်းဖြေဖို့တည်ထောင်ဖွင့်ထားတာဖြစ်ပြီးမိုဒယ်မှာတဲခုသူတွေနဲ့ဌာနဆိုင်ရာကလူတွေကိုသာတချင်းဆိုခင်ပေးထားတာဖြစ်တယ်လို့လည်းပြောပါတယ် နေပြီးတော့ပြည်သူ့လွတ်တော်အစည်းအဝေးကိုတက်ရောက်နေတဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးညံလင်းကသူ့အနေနဲ့ရက်ွက်နေပြည်သူတချို့ရဲ့တိုင်ကြားချက်ချောင်းတွားရောက်စစ်ဆေးတာဖြစ်ပြီးဆဲဆိုချိန်မောက်မှုတွေမလုပ်ခဲ့ဘူးလို့ညင်းဆိုပါတယ်။ဟာဦးကဆဲလည်းမဆဲခဲ့ဘူး။ချိန်ချောင်းမှုလည်းမပြုခဲ့ဘူး။အဲ့ဒါဒါကြောင့်မလို့ဒီဥစ္စာလန်ကျုပ်ပေါ့နော်။လောက်ကြံပြီးတော့ဒီဥစ္စာတိုင်ကြားထားတဲ့ကိစ္စဒါကြောင့်မို့ဥကဒီချိန်မှာဘာမှလည်းမပြောဘူးတုံလည်းမတုံတော့ဘူး။ဒါဆိုဥရောနိုင်ငံကြီးလုံနေတဲ့အခါကျတော့တည်သူလူတို့က သူ့ရဲ့နင့်နာချက်ကိုတိုင်ကြလာရင်ဟုတ်လားဦးနေနဲ့ကြောက်ရွံ့နေလို့မရအောင်ဟာဒါတော့သကောင်သနွဲ့ပဲဒါတော့ပွက်သေးပဲဦးလို့လို့မရအောင်ဥပဒေအကြောင်းရတော့ဒီသူကပုံမှန်290တရာတော့ဆဲဆုံမှု960ဆိုတာချင်းချောက်မှုဒီကိစ္စဒီဆဲဆုံသွားတဲ့လူတယောက်ကလည်းသူ့ဘဝကိုဝန်ခံသွားပြီဒီပဝန်းချက်မှာရှိတဲ့အင်တော်တော်များများဒီကလပ်ကိုမကျေနပ်ဘူးမကျေနပ်တော့သူတို့ပိတ်ထားတဲ့အခါမှာဆဲကောင်ဆဲမိကြတယ်ဦးလည်းဥအာယုံနဲ့ဥဆိုမကြမ်းမိဘူး ွတ်တော်ကိုယ်စားလှယ်ဦးညံလင်းအမှုဖွင့်ခံထားရတာနဲ့ပတ်သက်ပြီးပါတီအနေနဲ့ဝင်ရောက်ဆွဖက်မှာမဟုတ်ကြောင်း NLD ပါတီရဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ဝင်ဦးဝင်းထိန်ကပြောပါရရှင် RFP ညွှန်မြင့်တရားအစီအစဉ်လေးကို Asia Set 3ဂျိုဒုနဲ့ New Skies ဂျိုဒုတွေကနေဖန်ယူကြည့်ရှုနိုင်ပါတယ်။တလင်းလာနေကနေတောက်ကြနေအထိနေ့စဉ်အစီအစဉ်တွေထုတ်လွှင့်ပြီးနေပြီးစနေနေ့မှာအပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်ပြီးတနင်္ဂနွေနေ့မှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ RFP မြန်မာပိုင်းအစီအစဉ်တွေကိုထုတ်လွှင့်နေတာပါရှင်။တိုင်းနယ်ပြည်နယ်အားလုံးမှာရှိတဲ့တိုင်းရင်းသားရေးရဝင်ကြီးတွေအတွက်ပြည်ထောင်စုအစိုးရဘတ်ဂျက်ထဲကကြန့်ငွေ 1.59ဘီလီယံခွေခွဲဝေသုံးဆွဲခွင့်ပြုလိုက်ပါတယ်အခုလိုဘတ်ဂျက်ရန်မုံငွေသုံးဆွဲခွင့်ပြုလိုက်တာနဲ့ပတ်သက်ပြီးတော့ကချင်ပြည်နယ်အစိုးရအဖွဲ့လီစုတိုင်းရင်းသားရေးရာဝန်ကြီး URT ယောဟန်ကို RFA သတင်းတော်ကိုကျော်မျိုးမင်းကတွေ့ဆုံမြင်ပြထားပါတယ်ရှင်။ဟုတ်ကဲ့ဝန်ကြီးတို့ဒီပြည်သူ့အစင်းကစပြီးတော့ပေါ့နော်ဒီတနင်္ဂနွေလုံးမှာရှိတဲ့တိုင်းဒေသရာဝန်ကြီးတွေကိုပြည်သူ့ရန်မုံငွေဘတ်ဂျက်တွေခွဲထုတ်ဆင်းပြုလိုက်ပြီးတော့ကျွန်တော် ကြားပါတယ်။ဒီ ရမုံကြီး budget credit တုံးစိမ့်နဲ့ပတ်သက်ပြီးတော့ပေါ့လေပြီးတဲ့အစောလက်ထက်တုန်းကကြတော့ဒီတိုင်းလမ်းရေးရမုံကြီးတွေကို credit တုံးစိမ့်ခွင့်များခဲ့ကိုလို့ကျွန်တော်တို့သိရတာပေါ့နော်အခုဒီအစောလက်ထက်မှာကြတော့ကုလမျိုး credit တုံးစိမ့်ခွင့်ပြုလိုက်ပြီဆိုလို့ရှိရင်ငွေကြေးတွေဘာတွေမှာလုဆောင်လာနိုင်မလဲအရင်အစောကနဲ့အခုအစောကမှာတိုင်းလမ်းရေးရမုံကြီးတွေအခက်ခဏအောက်ဘယ်လိုမျိုးခွာခြားချက်တွေရှိလာနိုင်မလဲဒါနဲ့ပတ်သက်ပြီးဝင်ကြီးပြောပြအောင်ခင်ဗျာဟုတ်ကဲ့အဲ့ဒါကြတော့ခွာခြားချက်အကြတော့အခုဒီပဲတုံးစိမ့်ခွင့်ပေးလိုက်တဲ့ဟာကြတော့ဟိုပနမခွာခြားချက်ပေါ့တို့တော့ဒီကနေဖြစ်ပေါ်လာတဲ့အကျိုးအဆက်ကြတော့ ဟိုဟာကျွန်တော်တို့ဒီအတိုင်းပင်ခံရဲ့မြို့မှချင်းတစ်တစ်ချက်ကအတိုင်းပင်ခံမြို့မှချင်းအတိုင်းတိုင်းရင်ကြားစီရဲ့ကိုအများကြီးဖြစ်ချင်တာအဲ့ဒါကိုဒီ budget ကြီးရမှသာလေကျွန်တော်တို့ကနေပြီးစင်ပြီးမှလိုအပ်တဲ့အတိုင်းတိုင်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်တဲ့အခါမှာအတိုင်းတိုင်းရင်ကြားစီကိုကျွန်တော်အောင်ရဆောင်ရွက်နိုင်တယ်ဒုတိယအချက်အကျတော့ကျွန်တော်တို့ဒီဟိုတိုင်းတိုင်းရဲ့ယုံကြည်မှုတွေမှာစိတ်ကတည်းကလည်းဘယ်လိုလဲဆိုလို့ရှိရင် ဟိုတန်းလူကြီးများအခွင့်အရေးမရရှိကြဘူးဆိုတော့သူထိုင်တယ်။အဲ့တော့ဒီ budget သုံးဆွဲပြီးမှတိုင်းတိုင်းကြီးကိုအခါအားလို့ဆိုတော့ကျင်းပတဲ့ပွဲတွေမှာရောထိုက်တဲ့အလျောက်လိုအပ်တဲ့နေရာမှာဖြည့်ဆွဲလိုက်မယ်ဆိုရှင်ဒါတိုင်းသားများဟိုတန်းလူကြီးများအခွင့်အရေးဆိုတဲ့အမှုထိထိရောက်ရောက်ပေါ်လင်းစေမယ်လို့ကျွန်တော်တို့အဲ့လိုခိုင်းယူပါတယ်။နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ငင်းချမ်းရေးငင်းချမ်းရေးကိုအထောက်အပံ့ပြုတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီတိုင်းသားဝင်ကြီးတွေကတိုင်းတပီနေလုံးမှာသွားပတ်လည်ပြီးမှတိုင်းသားတွေနဲ့အမြဲတမ်းထိတွေ့နေတဲ့အခါမှာ ဒီငင်းကြိုင်းရေးဆိုတာအခုလက်ရှိအစိုးရရဲ့ policy အစိုးရလုပ်နေတဲ့ကျူးစားဆောင်ရွက်ပေးနေတဲ့အခြေအနေကိုကျွန်တော်တို့ပုံပုံပြမထိထိရောက်ဟိုလုံဆောင်မှာဖြစ်တယ်ဟုတ်ကဲ့ဒီငင်းချမ်းရေးတွေတိုင်းတိုင်းရေးရာပြိဆိုင်တဲ့ပတ်သက်ပြီးတော့တိုင်းတိုင်းရေးရာဝန်ကြီးတွေရဲ့ခန့်ကန့်လာကအရေးကြီးတယ်လို့ကျွန်တော်တို့နားလည်ထားပါတယ်။ဆိုရိတ်ကကြတော့အခုလက်ရှိမှာနိုင်ငံတော်ကဖော်ဆောင်နေတဲ့ဟိုပြည်သူ့ငင်းချမ်းရေးညီလာခံ၂၀ရာစုပြည်လမှာရောဟိုဝန်ကြီးတွေရဲ့တိုင်းတိုင်းရေးရာဝန်ကြီးတွေရဲ့ပအဝင်မှုခန့်ကန့်လာကဘယ်လိုရှိပါလဲခင်ဗျာ။ ဒီတကောက်ကျွန်တော်တို့27အီလုံညီလခံမှာတိုင်းတန်းဥပဒေများအနေနဲ့ပါဝင်မှုအခမ်းကဏ္ဍကိုပြောရမယ်ဆိုတော့ကျွန်တော်တို့ကအာအစိုးရအဖွဲ့အနေနဲ့ဝင်တဲ့အခါကျတော့ကျန်တဲ့ဒီပါတီလက်လက်ကိုင်အဖွဲ့တွေကိုလိုအပ်ချက်တွေသူတို့ကဟိုတင်ပြခိုင်းတယ်ကျွန်တော်တို့ကတော့အစိုးရအဖွဲ့အနေနဲ့ဒီသူတို့ရဲ့တင်ပြချက်ကိုမှတ်တမ်းတင်အဲဒီအချက်လက်တွေယူလိုအပ်ချက်တွေမှရှိတယ်လေမိမိရဲ့တိုင်းနယ်ပြည်နယ်မှာဘာတွေကိုလိုအပ်ချက်ဘာတွေကိုပြင်ဆင်တင်တယ်လေဆိုတာကို ဟိုရဖို့တဲ့ကျွန်တော်တို့ဟိုအချက်လက်ယူမှုအစင်းတော့လဲကျွန်တော်တို့အဲ့အဲ့ဒီမှာပေါင်းအခန်းစာတမှာပေါင်းခဲ့ရပါတယ်ဒီတဏ္ဍာရလုံးမှာလူမျိုး135မျိုးဟာတမျိုးတည်းလူပဲညီကူလူစိတ်သက်ရှိအောင်တိုင်းတိုင်းရေးအောင်ကြီးရအများကြီးလို့ဆောင်ဖို့ဖြစ်တယ်အဲ့ဒီလူမျိုးစိတ်သက်ဖြစ်လာတဲ့အခါမှာနိုင်ငံတော်အယုံကြည်ရှိလာနိုင်ငံတော်ကအယုံကြည်ရှိလာတဲ့အခါမှာဒီငင်းချင်ရဒီအဲ့ထရီရောအောင်မြင်တော့မှဖြစ်တယ် အဲ့တော့တရားဦးတိုင်းသားရေးအောင်ကြီးရဲ့ဗတ်ကျက်30ခွဲမရှိတဲ့ခါကျတော့ပြည်သူကကြည်နေတယ်ဒီတိုင်းသားရေးအောင်ကြီးကအခွင့်အရေးပေးလိုက်ဆိုတော့ဘာမှမလုပ်ပြီးနိုင်ဘူးဒါကျွန်တော်တို့ရဲ့တိုင်းရင်းသားအခွင့်အရေးဆိုးချုံနေတာကဒီအချက်ပဲဆိုတော့တစ်ဖက်ကလည်းပဲဟောဘောညီချင်းရေးမှာအထိဟောဘောအထောက်အကူမပြုနေနဲ့နည်းနည်းဟောဘောနစ်နာနေတာတော့ဟုတ်ကဲ့ခုလိုအချိန်ကြီးတဲ့အတွက်ဝန်ကြီးရောအားလုံးကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့တရားတကယ်လည်းဖြစ်ရမှန်းဒီတကယ်လည်းဖြစ်တည်နေတာကိုအင်တာဗျူးပေးတဲ့ကျွန်တော်အားလုံးကိုလည်းကျွန်တော်ကျွန်တော်အနေနဲ့အများကြီးကျေးဇူးတင်ပါ လီစုတိုင်းသားရေးရာဝန်ကြီးဦးအားတီယိုဟန်ကိုကိုကျော်မျိုးမင်းတွေ့ဆုံမေးမြန်းခဲ့တာပါရှင်။အခုတခါတယ်လီဖုန်းဆက်သွယ်မေးမြန်းချက်တစ်ခုကိုထုတ်လင်းပေးမှာပါ။ကရင်ပြည်နယ်မြားမရီမြို့မှာတရားမဝင်ဖွင့်လှစ်ထားတဲ့ကာစီနိုလောက်ကစားရုံတွေဟာကြော်ညာဆိုင်ပုတ်တွေ site to ပြီးတော့ကျင်းညာတဲ့အထိကျေပြန့်လာတာကြောင့်လောက်ကစားရုံတွေကိုပိတ်သိမ်းဖို့အတွက်ပြည်နယ်အစိုးရကိုတင်ပြတောင်းဆိုသွားမယ်လို့မြားမရီမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတန့်စင်အောင်ကပြောပါရယ်။ဦးတန့်စင်အောင်ကို RFA သတင်းတော်မှတ်ဝေရမိုးမြင့်ကဆက်သွယ်မေးမြန်းထားပါရှင်။ ဒီမြောက်တွေမှာပေါ့နော်ကာစီနိုလောင်ကစားဝိုင်းတွေကဘယ်လိုပုံစံမျိုးရှိနေရလဲရှင်ကာစီနိုလောင်ကစားဝိုင်းတွေကဒီကျုံနေထောင်နေလေကျုံနေထောင်ပြီးတော့ဟိုကကံကအဓိကတော့ဟိုထမ်းနိုင်ငံဘက်ကပုံကိုရင်းလာကစားတာပေါ့အဲ့ဘက်မှာရှိတဲ့ဒီစီးပွားရေးလုပ်ငန်းရှင်တွေလာကစားတာတွေရှိတယ်လေအဲ့ပုံစံမျိုးတွေကသူတို့တွေကတော့အဓိကတော့ဂိတ်တွေမှာပေါ့လာပြီးတော့ကာစီနိုဝိုင်းတွေအဲ့ဘက်မှာပုံများတယ်လေတောင်ရင်းမြစ်နယ်စပ်တခြားမှာရှိတဲ့ဂိတ်တွေလေသူကဟိုကကံဒီဘက်ကဝင်ထွက်တဲ့ဂိတ်တွေပေါ့ညမြေမျိုးထဲမှာလက်ရှိပေါ့နော်ဒီကာစီနိုဝိုင်းဘယ်နှခုလောက်ရှိနေရလို့များအကိုတို့သတင်းရရှိထားလဲရှင် ကျွန်တော်တို့ကတော့ဟိုတော့10ခု10ခုနီးပါးတော့ရှိတယ်10ခုပဲပေါ့နော်တိတာလည်းဆင်းရဲလို့ရင်းတော့5ခုလောက်တော့ရှိတယ်ဗျဒါပေမဲ့ကျွန်တော်တို့မတိတာလည်းရှိရှိနိုင်တယ်ရှိနိုင်တယ်လေဒီကာစီနိုဝိုင်းနေရပေါ့နော်ဒီဘလိုပုံစံမျိုးကာစီနိုလောင်ကစားရုံအဖြစ်နဲ့သူတို့ဒီမှာလာပြီးတော့အခြေဆိုင်ပြီးလို့ဖြစ်တာလဲဘလိုအဖွဲ့အစည်းတွေနဲ့ပတ်သက်နေရလို့ရောသိထားလဲရှင်အဖွဲ့အစည်းတော့ပတ်သက်မှုကတော့ရှိမှာပါဘလိုအဖွဲ့အစည်းမျိုးလဲဆိုတာကျွန်တော်တို့လည်းနည်းနည်းတိနည်းနည်းလေးသိဖို့ကခက်တယ်ဒီတရားဝင်တဲ့ဆက်မှတ်မှုရှိလို့ပဲဒီရုပ်သားတွေထောင်းတာလေကျွန်တော်တို့ကအဓိကပြဿနာတော့နေဆက်ဖြစ်တာပေါ့နော် မင်းသားတွေကတော့ဝင်ထွက်ကဟောဘကန်တွေကလည်းဝင်ရဝင်ရလေကူနေတာကတော့ဒီမှာလာပြီးလာစုတယ်လို့ကျွန်တော်တို့ကထင်တယ်ဗျာအကယ်မီများပေါ်တော့အဲ့ကာစီနိုလောင်ကစားဝိုင်းတွေကိုအေးအေးယူဖို့တွေဆောင်ရွက်မယ်ဆိုရင်ရောဘလို့အခက်အခဲမျိုးတွေရှိနိုင်မယ်လို့အကိုအနေနဲ့မြင်လဲရှင်ကျွန်တော်တို့ကအဓိကတော့တခုဝဲလို့ဖြစ်လာပြီလို့ရှိရင်ကျွန်တော်တို့ကအဓိကတရားဥပဒေစိုးမိုးအောင်ကျွန်တော်တို့ကရုပ်ချုပ်ရေးပိုင်းကိုကျွန်တော်တို့ကပြောရမှာလေရုပ်ချုပ်ရေးပိုင်းကပဲဒီကိစ္စတွေကိုဆောင်ရွက်ပြီးတော့တို့ကအခက်အခဲတွေကတော့ဘာလို့ရှိနေကြတော့တို့ကပို့ပြီးတော့ဟိုတိပါလိမ့်မယ်ပေါ့နော်ကျွန်တော်အနေနဲ့တော့ဟိုလွတ်တော်ကိုယ်စားတယောက်အနေနဲ့ကျတော့ဒါကိုသွားပြီးတော့ပြောလိုက်ရင် ဟိုငွေအောင်ဆက်ဖတ်သူဖြစ်မှာနဲ့တိုးရတယ်ဆောစောအကိုပြောသလိုမျိုးပေါ့ဒီဥစ္စာအဖွဲ့စည်းရေးနဲ့ပတ်သက်လို့ဒါဒီလိုမျိုးလာလုံးနိုင်တယ်လို့ပြောရပေါ့နော်အဲ့ခါကျတော့လက်ရှိဒီမြောက်ရီမျိုးမှာရှိနေတဲ့ကာစီနိုလောင်းကစားဝိုင်းတွေကိုပြည်내အဆင့်နဲ့ဖြည့်ရှင်းနိုင်မယ်လို့ရောကို့အနေနဲ့မြင်လားရှင့် ကျွန်တော်တို့ကပြည်နယ်ဆင့်တွေကျွန်တော်တို့ပြည်ထောင်စုဆင့်တက်ဆိုလို့ရှိရင်အားလုံးကနေပြီးတော့ပြည်သူလူထုတရက်လုံးအောင်လက်ရှိဆက်နေနေတဲ့ပုံကိုယ်တရားရောပေါ့ဗျာတကယ်တမ်းဆိုလို့ရှိရင်အထူးတရားရှိရှိနဲ့ဆောင်ရွက်မယ်ဆိုရင်တော့ဆင့်ပြေတယ်။ကျွန်တော်ရဲ့တူဦးရဲ့ဆန္ဒအရကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ရောဒါကလုံးဝပါပြောက်ချင်တယ်။တိုးတော်လည်းကျွန်တော်တို့ကဒါကိုဆောင်ရွက်တဲ့ဆွေးနွေးပွဲမှာလည်းဆက်နွယ်မှုတွေကတော့အတင်းမီဒီယာနဲ့ပြည့်ရတိုင်းပဲလေ။ဒါကြောင့်ကျွန်တော်တို့ကအကောင်လုံးပူးပေါင်းပါဝင်ပြီးတော့တကယ်တမ်းလက်ရှိလုပ်နေတဲ့ပုံကိုယ်တရားဆက်နွယ်နေတဲ့ပုံကိုယ်တရားရောကိုယ့်အကူအတိတ်တရားရှိနဲ့ဆင်ခြင်လိုက်မယ်ဆိုလို့ရှိရင်တော့ အဲ့တော့ပြည်နယ်ဆင်စီတော်ဆင်စင်မဟုတ်ပါဘူးအားလုံးကအဆင်ပြေတော့ပါပါအခုလက်ရှိဒီမြောက်ပြည်ပေါ်မှာဒီကာစီနိုလောင်းကစားရုံတွေကကြော်ညာဆိုင်ပုတ်တွေထောင်းတဲ့အဆင့်ထိရောက်အောင်ဖြစ်နေတဲ့ဆိုတဲ့ခါကျတော့အဲ့ဒါကရောဘယ်လိုပုံစံမျိုးကြောင့်ဒီလိုမျိုးသူတို့ကကြော်ညာဆိုင်ပုတ်တွေဒီလိုမျိုးထောင်းတဲ့အဆင့်ထိဖြစ်လာရလဲရှင်သူတို့ရတော့ဒီဥစ္စာကလက်ရှိလုပ်နေတဲ့ပုံစံတော့စီးပွားရေးတစ်ခုလိုဆောင်ရွက်နေတာပေါ့ဗျာစီးပွားရေးတစ်ခုလိုပဲသူတို့ကဆောင်ရွက်ဖို့အတွက်ကြိုးစားလာတာပေါ့အရင်ကဆိုလို့ရှိရင်တော့ဒီပုံစံနဲ့ရှိအခုဆိုလို့ရှိရင်လည်းဒါ အာဒူမီမင်းနေရာမျိုးတွေမှာဒီဆိုင်းမောထောင်တော်မျိုးဖြစ်လာတာကြတော့ကျွန်တော်နိုင်ငံရဲ့ကျွန်တော်တို့နေဆက်မှာရှိတဲ့တရားဥပဒေစိုးမိုးရိုးတာမိကုန်းထောက်တဲ့ပုံစံဖြစ်လာပါဗျာအခုလွှတ်တော်ကိုယ်စားလှယ်တရားအနေနဲ့ဒီပြည်နယ်အစိုးရဘက်မှာဒီကိစ္စကိုတင်ပြသွားဖို့ရှိရဆိုတော့ဘယ်လိုပုံစံမျိုးတင်ပြသွားဖို့ရှိရလဲရှင်ကျွန်တော်တို့ကလာစဉ်ပုံမှန်ရှိွေးရရှိတယ်ကျွန်တော်တို့ဆူရနဲ့တွေ့တဲ့ခါရီလည်းရှိတယ်နောက်တစ်ခုကလည်းဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဟိုတီးကြပါလေတီးကြပြန်ပြီးတော့ပြန်ကြသွားဖို့ရှိပါတယ်ဒီလောင်းသားဝိုင်းတွေကတော့မရှိဘူးဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့အဲ့လိုမရှိအောင်လည်းကျွန်တော်တို့တော့ကိုယ်ကျယ်ပိုင်းကတော့ တကယ်တမ်းလုတ်ပိုင်ခွင့်ထဲရောကျွန်တော်ကတက်ဆိုင်ရပေါ့နော်အချုပ်ရေးပိုင်းကိုကျွန်တော်အချံပြုတင်ပြမယ်နောက်တစ်ခုကလည်းကျွန်တော်အနေနဲ့ကလည်းတက်ဆိုင်ရပေါ့နော်တို့နဲ့ဆက်နေတဲ့ဖိုက်ကြီးကိုကျွန်တော်တို့ကပြန်ပြီးတော့ဒါပေါင်းဘယ်လိုပြောမလဲတို့လည်းကျွန်တော်တို့ကပြောရမှာပေါ့ဒီနေ့မှာတော့ဒီလောင်းစားဝိုင်းတွေပပြအောင်တော့ဖြည်းဖြည်းချင်းတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အခုအခုလိုဖြစ်ကြပြီးတော့ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါ လွတ်လပ်တဲ့အာရှသား RFA ရဲ့မြန်မာပိုင်းစီစဉ်တွေကိုထုတ်လွှင့်နေတာပါရှင်ပရိသတ်များရှင်ကျမတို့ RFA စီစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင်လဲဖမ်းယူကြည့်ရှုနားဆင်နိုင်ပါတယ်လိပ်စာကတော့ www.rfa.org/bamis ဖြစ်ပါတယ် RFA ကိုစာရေးသားပေးပို့ခြင်းနဲ့ဆိုရင်တော့ internet email လိပ်စာက bamis@rfa.org ဖြစ်ပါတယ်။ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို internet, facebook နဲ့အတူ youtube internet စာမျက်နှာတွေကလည်းတရားရုပ်ရှိရှိနိုင်ပြီဆိုတဲ့အကြောင်းကိုလည်းသိပေးရပါတယ်ရှင်။ ဒီညအတွက်ရုပ်မြင်သံကြားအစီအစဉ်တွေကိုဒီမရင်ရနာတော့မှာဖြစ်ပြီးရေဒီယိုအစီအစဉ်တွေကိုဆက်တိုက်ထုတ်လွှင့်တော့မှာဖြစ်ပါတယ်ရှင်။